အလုံးပဲမလားပါအခုကျွန်တော်ရရှိနေတဲ့နေရာကတော့အရှမ်းကိုတာယာလပ်ပါတဲ့အခုလိုရှိကနေရှိတယ်ပြင်းလိုမျိုးဟာရက်ကွက်ချင်းနဲ့ဆက်တဲလို့ခေါ်တဲ့မူကျိုးကိုရောက်နေတာဖြစ်ပါတယ်အခုယာတွေကဆောင်းလဲဝင်လာပြီဆိုတော့ပြင်းလိုမျိုးမှာတော်ရိုင်းနေဂျပန်တွေထိနေအောင်ပွင့်နေတဲ့ယာတွေဖြစ်ပါတယ်အခုဒီမူကျိုးရက်ကွက်ရဲ့ဘေးတစ်ဝိုက်မှာဆိုလို့ရှိရင်လည်းတော်ရိုင်းနေဂျပန်တွေရန်လှနေအောင်ပွင့်နေတဲ့နေရာလေးတွေရှိတဲ့အတွက်အလုံးပဲခန့်စားလို့ရအောင်ကျွန်တော်ဒီဗီဒီယိုလေးကို ရကူပြီးတော့မျှဝေပေးလိုက်ပါတယ်ဒီမိုးချိုရုပ်ကလေးကိုရင်ငယ်ဘက်ကနေဆင်လာလာခြင်းမှာဆိုလို့ရှိရင်ပထမဆုံးတွေ့ရတဲ့ဒီချန်ကူတရားလေးရဲ့ပြီးမှာဆိုလို့ရှိရင်လည်းနေဂျပန်နဲ့ပွင့်နေတာကိုတွေ့ခဲ့ပါတယ်တပိနော်ဒီမိုးချိုးရဲ့အတက်ကကြောင်းကြီးကိုကြောသွားပြီလို့ရှိရင်ရောက်တဲ့ကန်တရာဆိုတဲ့ရောက်ကတစ်ထဲမှာဆက်လို့ရှိရင်လည်းရန်ကိုလှည့်နေကြပိုင်ုံကြီးတွေပွင့်နေတာကိုတွေ့ခဲ့ပါတယ် အခုဒီလမ်းမကြီးကနေချိုးပြွေးဝင်တော့ရတဲ့ဒီလမ်းညောင်လေးထဲမှာဆိုလို့ရှိရင်လည်းလမ်းဘေးတစ်ဖက်မှာနေကြပိုင်းရုံကြီးပွင့်နေပြီးတော့အရှမ်းကိုလှပါတယ် ုမြင်နေရတန်ကုန်လေးပေါ်မှာဆိုလို့ရှိရင်လည်းရန်ကိုလာတဲ့နေကြပတ်ရုံကြီးတွေရှိပါတယ်။ပြီးတော့တန်ကုန်လေးပေါ်နေဆိုလို့ရှိရင်လည်းတစ်ဖက်မှာရှိနေတဲ့ပတ်ဝန်းကျင်ပြည်တွေနဲ့နေကြပတ်ရုံတွေကိုလက်ကြည့်ပြီးတော့ကန်ဆယ်လုပ်ရပါတယ်။ပြီးတော့အခုနောက်ဆုံးအနေနဲ့ရန်ကိုချက်ချာကောင်းတဲ့အိမ်လေးတွေရဲ့ရှေ့မှာရှိတဲ့နေကြပတ်ရုံလေးတွေကိုကြိုက်ကြတာမှဖြစ်ပါတယ်။အခုဒီနေ့လေးမှာဆိုလို့ရှိရင်လည်းအခုလိုပဲနေကြပတ်ရုံတွေကထားတဲ့ချက်ချာအိမ်လေးတွေကိုတွေ့ခဲ့ပါတယ်။ you ဒီဗီဒီယိုလေးတော့တလောက်ပါပဲအခုလိုရမ်းလာတဲ့ရှစ်ခင်းနေရှိတဲ့ပြင်းလွင်ရရက်ွက်ကြီး27ဒီမိုးချိုရက်ွက်မှာခြံလေးလိုချင်နေဆိုလို့ရှိရင်ဈေးလဲနေကြောင်းလဲနေပြီးတော့လမ်းတာတဲ့နေရာလေးမှာထောင်ကျော်လေးနဲ့မြေွက်လေးတွေရှိပါတယ်အားလုံးပဲစိတ်ဝင်စားဆိုကျွန်တော်ကိုဆက်တလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဒီတဲ့ပုံကောင်တဲ့ဗီဒီယိုတွေမှာထပ်တွေ့ကြပါဦးမယ်